WD online media ရဲ့ပရိသတ်များရှင်။နွားဦးထိတ်ဆရာတော်ကြီးကြောင်းတိုက်အတွင်းရှိကဘာကျော်ဗုဒ္ဓပြတိုက်ကြီးအကြောင်းပဲဖြစ်ပါတယ်။ ERI တိုင်းဒေသကြီးကျုံမြော်ခရိုင်ကျုံမြော်မြို့နယ်ဇယီယူးကြီးရွာအုပ်စုဇယီယူးကြီးကြီးရွာရှိရွှေညောင်မင်းဓမ္မရိတ်သာနွားဦးထိတ်ဆရာတော်ကြီးကြောင်းတိုက်အတွင်းရှိ အများပြည်သူများဖူးမြော်နိုင်ဖို့ကဘာကျော်ဗုဒ္ဓပြတိုက်ကြီးတစ်ခုတည်ဆောက်ထားပါတယ်။အဆိုပါဗုဒ္ဓပြတိုက်ကြီးကိုတည်ဆောက်ဖို့အတွက်နွားဦးထိတ်ဆရာတော်ကြီးက28နှစ်ကြာ ရှီဟောင်ဖယားများမြမမှုဘဘူးလျာများကိုစူးစောင်းခဲ့တယ်လို့ဆရာတော်ကမိန့်ကြားထားပါတယ်။ဗုဒ္ဓပြတိုက်ကိုနိုင်စင်လာရောက်ဖူးမြော်သူများပြားတယ်လို့တနည်းဟုနေရုံပိတ်ရက်များမှာပုံမူလာရောက်ကြတယ်လို့ဆရာတော်ကမိန့်ကြားထားပါတယ်။ကဘာကျော်ဗုဒ္ဓပြတိုက်ကြီးနဲ့ပတ်သက်ပြီးနောက်ထိုင်ဆရာတော်ကြီးကအခုလိုမိန့်ကြားထားပါတယ်။အဲဥစဉ်ကကဘာကျော်ဗုဒ္ဓပြတိုက်ဆိုတော့ အာဟုတုမာမူသားအာဟုတုအပြည့်ကြီးဆုံးကုတုမာကသဲဆာကုတုကျိုးကြီးဆုံးဒီစကားနှလုံးကိုနေရာတိုင်းမှာဆုံးပါတယ်ဦးဇေကရာချီလန်းလန်းလာဘက်ကိုဗိုင်မိုင်းစီဝါရဲမလို့ကိုကျိုးမတော့အသိနဲ့ခန္ဓာဘုရားကိုလှူကပါမြေကြီးတုံလုံးဟီလောင်တာနာပြုနိုင်ပါစေနောက်နှောက်တိုက်ဆရာတော်ဆိုပြီးတော့နောက်မကြီးလူသီးများတာနှောက်ခေါနကောင်နဲ့ဝဲတကောင်လက်နဲ့ဖေးချိုးမိချအောင်နှောက်ခေါနကောင်နဲ့ဝဲတကောင်လက်နဲ့ချိုးဖေးချိုးမိချဥတရာဥစဉ်သိင်လည်းမသိဘူးထွင်လည်းမထွင်ဘူး လောကီပညာအွန်လိုင်းပညာတန်လို့လည်းမစီမံဘူးတန်လည်းမတတ်ပါဘူးဒီနေ့ကိုတရားနဲ့ရှေခအကြိတ်ကြိတ်ဘွားများအထုပ်စီဝတဲ့မေတ္တာဆရဏတရားဤမှန်ကန်သောသစ္စာစကားကြောင့်ကဘာမြေကြီးတုတ်လုံးဟီလောင်သာသနာပြုနိုင်ပါစေလို့သစ္စာဆိုကမေတ္တာနဲ့သာသနာပြုပါနဲ့တောင်တန်းသာသနာပြုဆရာတော်ဥဒ္ဓမသရာကြီးအမိတ်ရှိသွားတဲ့ဩဝါဒစကားဗုဒ္ဓဘာသာထောက်ခတဲ့ဒုမြတ်မနိုင်ငံတော်ကြီးမှာမေတ္တာကိုစီရှိကြမယ်ဆိုရင် မြန်မာတနိုင်ခံတဲ့ဘုကဘာကြီးကိုမြတ်တာလေဝနဲ့အုပ်ထားလို့ရတဲ့တိတခုဆရာတော်ပြည့်ရဲ့မြတ်တာဘုရားပိုက်ကြီးညိုလို့တို့မြတ်တာစွမ်းကဘာလွန်ညှိချမ်းကြပါစေ။ရာဦးစင်ရဲ့မြတ်တာဒါကြောင့်မြန်မာနိုင်ငံသူနိုင်ငံသားအလုံးကဘာသူကဘာသားအလုံးအမျိုးဘာသာသားသမားကိုကြီးညိုနေကြတဲ့သူတော်ကောင်းကြီးများအလုံးအေးချမ်းပါစေခြင်းအကျိုးငါဒီပြားတိုင်းကြီးကိုကဘာကျော်ပုံတာပြားတိုင်းလို့အမည်ပေးတာပါ။တကယ်တော့ကဘာကျော်ဆိုတာမြတ်တာနဲ့ကျော်တဲ့သဘောပါ။ ီပြားတိုင်းကြီးကို28နှစ်တန်တိုင်ဥစဉ်ရှေးရောင်ဖရားတွေတန်ဖို့ရှိတဲ့မြန်မာမှုဘဘူးလက်ရတွေတော်တော်များများစူးစီးထားတာပါအဲ့ဒီထဲမှာတန်ဖို့ရှိစုပ်ကညံတော်ငါးဘိအမြင့်ရှိတဲ့ယရနာကြောက်စိတ်စင်းနဲ့ထူလှောက်ထားတဲ့ရဝတ်တော်ကြီးတဆူရှိတဲ့ညံတော်လေးဘိနဲ့ထူလှောက်ထားတဲ့ယရနာကြောက်စိတ်အစင်းနဲ့ထူလှောက်ထားတဲ့ဖရားကလေးစုပြီးတော့ညံတော်သုံးဘိခွဲညံတော်သုံးဘိယရနာကြောက်စိတ်စင်းနဲ့ထူလှောက်ထားတဲ့ဖရားတွေကတော့ ဘဇူပေါင်း20 30ကျော်လောက်ရှိပါတယ်အကြံနဲ့မြန်မာမူဘဘူးလေးရတွေပကြီကားတွေကတော့အသိမ်းပေါင်းညောင်းညောင်းစွာတန်ဖို့ရှိတဲ့အဲ့ဒါပြတိုင်းကြီးပါဒီပြတိုင်းကြီးတခုဖြစ်ဖို့အတွက်29နှစ်တိုင်းတိုင်းဦးစဉ်ရရှိတဲ့လမ်းလာပဲတရားဟောပြီးတော့စူးစီးထားတဲ့ပြတိုင်းကြီးပါဒီနေ့တော့54နှစ်ပြည့်အထိမ်းမှန်တဲ့ဖွဲ့ပွဲကြီးနဲ့အများပြည်သူဖျားဖူးလာရောက်နေကြတာပါ တနေ့ကနေနေဆိုရင်ဘုရားဘုအသက်တနေ့တနေ့လူပေါင်း2000ကျော်သုံးတာရောက်ပါတယ်အကြံနဲ့ကြိုင်းရတော့နည်းနည်းလူတွေလည်းမအားကြတော့လူပေါင်း200 300 400 500တော့ပုံမှန်ပေါ့တနေ့ကနေနေဆိုပုံများတယ်လာပြီးလောက်ခွဲဆိုလည်းများပါတယ်နေလေးရဘုရားဘုလာကြပါတယ်အဲဥစဉ်ရဒီသာသနာမြေဧကတရကျော်တယ်ဒုတိယပကံလို့တင်စားရလောက်တကယ်ကိုကြီးကြီးကျယ်ကျယ်သာသနာပြုနေတာခုလည်းဥစဉ်အသင်တော်55နေပြီကိုညံတော်55ဘွေအမြင့်ရှိတယ်ထိုင်တော်မူရုပ်ပေါင်းတော်ကြီး ဧရာဝတီတိုင်းလုံးမှာတော့ညံတော့အမြင့်ဆုံးထင်မှာရတဲနေတာပြီးတော့ဇေဒီစုပေါင်းတထောင်လဲတဲနေတာဒါနဲ့မကားသူညံတော့ကိုဘီအမြင့်ရှိတဲ့ထိုင်တော်မူရုပ်ပေါင်းတော့နှကြိတ်ရှိစုတော့28စုပေါ့ဥစဉ်အသင်55နေက55စု စုစုပေါင်း83စုအဲ့ဒါလဲတဲနေတာပြီးတော့ဘောဂီရီပေကီယာတရား38ပေါင်းကိုကြီးညိုပူဇော်သောအဖြစ်ညံတော့38ပေအမြင့်ရှိတဲ့ဆောအုပ်ဇေဒီဆိုပြီးတော့ ဥစဉ်ရောက်မှုတဲ့နေရာအလုံးမှာတော့မြန်မာနိုင်ငံမှာဒီလောက်ကြီးတဲ့ဆော့အုပ်စည်းတွေကဘယ်မှလည်းမရှိဘူးအဲ့ဒါဆော့အုပ်စည်းတွေလည်းဥစဉ်ကလေးစုလာတဲ့ဖို့ခုတစုတော့ထိတယ်လို့ပြီးသွားပါပြီအဲကြိုးစားနေတာကြိုးစားနေတာမင်္ဂလာအလုံးချမ်းမှချမ်းသာကြပါစေအဲ့ဒါဘုရားဘူးတဲ့လူတွေနဲ့တည်ပြန်ပါလေကောင်းကျိုးသူကရပါစေအကျွမ်းတန်တရားဝင်ပါစေဆိုတဲ့မေတ္တာနဲ့သာတိတောက်ကိုယ်ပူဇော်ပါတယ်အီမန်ကန်သောသေစာစကားကြောင့် ကဘာမြေကြီးတုတ်လုံးဟီလောင်သာသနာပြုနိုင်ပါစေလို့ကြားရတဲ့သူနာညီအောင်သစ္စာဆိုပြီးတော့သာသနာပြုတာပါနွားဦးတိုင်းကျောင်းတိုင်းဟာအကျေဝန်အပြင်ဧကတရားကျော်ကျေဝန်ပြီးကဘာကျော်ဗုဒ္ဓပြတဲ့ကြီးအပြင်ဖျားစီပြောင်းများစွာကိုလည်းတည်ထားကိုယ်ခွေထားပါတယ်ကဘာကျော်ဗုဒ္ဓပြတဲ့ကြီးကို အများပြည်သူကြီးညိုတရာပွားစေဖို့တင်ဆက်လိုက်ပါရှင်